တီတီလာမယ်တီလာခဲ့သူမလက်မကြည့်ပါဘူးသူမရဲ့ကိုယ်ခံမှာတရားဝါနေပြီးတော့ရေထဲကိုကြားဖို့ခုံချဖို့ကြိုးစားနေတယ်လို့ရေထိုးနေပါတယ်လို့လည်းဘာမှမတွေးနိုင်တော့ပဲချက်ချင်းပြေးသွားပြီးတော့သူမရဲ့ခြေထောက်နှစ်ဖက်ကိုအတင်းဆွဲယူလိုက်တာဟာနောက်ပြန်လဲကြပြီးတော့ကျွန်တော်ရဲ့အပေါ်ပိတ်ချသွားပါတယ် ကျွန်တော်ရဲ့နာမည်ကကိုဝေရန်ပါဒီကျောင်းမက်ဖွဲ့ကတွေ့ကြုံကြောင်းယောဂီအစီရင်ရေရီပေါ်မှာကျွန်တော်ရဲ့ယုံကြည်မှုကမိစားဘုံမှာပြည့်စုံသွားခဲ့ရပါတယ်အခုဒီဇလန်ကိုနားထောင်ပြီးရင်တော့မိတ်ဆွေတို့ကလည်းအယုံငယ်ခြင်းအန်ဒီကိုနားလည်လာမှာပါလောက်ခဲ့တဲ့ဒီနေ့ခန့်ကကျွန်တော်နဲ့ကျွန်တော်ဇနီးမတ်တီလို့လက်ထပ်ခဲ့ကြပါတယ် ဒီကြီးကအရန်ကိုစိတ်ထားနူးညံ့ပြီးချောက်တက်တဲ့သူအာကိုတက်တဲ့သူဖြစ်တယ်လို့ကျမ်းမာရေးလဲခဏခဏချူချာတတ်တဲ့သူပါတနင်္ဂိုလ်၄၅ကျင်းတော့ဖြတ်တတ်ပါတယ်ဒီတစ်ခါဆောင်းဝင်စားမှာအေးအေးမိပြီးကြာကြည့်လို့ဖေးရောတနိုင်ရပါတယ်တညအိတ်ပြီးတော့ဆရာဘောကပြန်ခွင့်ပေးပေးမယ်ဒီရဲ့ပုံစံဘုံမမကောင်းသေးပါဘူးဒါနဲ့ကျွန်တော်ဘလောက်ကနေရရှိခွင့်ယူပြီးအိမ်မှာဂိဆိုင်နေလိုက်ပါတယ်ဒီအနေနဲ့ကြာမှာတော့တီကြီးကပြောလာတယ် ။ဟုတ်ကဲ့။ဒီနေ့ဒီနေ့မှနေရအောင်မရှိဘူးလို့ပဲ။ဒီနေ့ကျင်းတဲ့အိမ်မှာသွားနေခြင်းပဲ။ပေးစစ်စစ်လေးနားလေပိုကောင်းမလားလို့ပါ။နော်လေတီးရဲ့ဖြူစင်တဲ့မျက်နှာတွေကိုကြည့်ပြီးတော့တဘောတူလိုက်ပါရဲ့။အမေကကြည်လက်မှာတယောက်တည်းနေရဆိုတော့ကျွန်တော်တို့နေအောင်လည်းအပေါ်ရတာပေါ့။အဲ့မှာတီးရဲ့စိတ်နှုတ်ဘူးနေနဲ့ကိုလိုက်ဖို့ပြင်မယ်။အမေကလည်းတီးကိုချစ်ပါရဲ့။မျိုးကဆေးပါဆေးရတဲ့အမေအနေနဲ့ပေါ့။တီးအတွက်စိတ်ကြည်နေစေမှာပါ။ ော့ကာမောင်မီကျင်းနဲ့ရောက်ခဲ့ပါတီယိုအမေရဲ့လက်ထက်အခဲ့ပြီးတော့အညာအိမ်သားကမမီမမီအလုံးပြန်လာခဲ့ပါတယ်ဒီဒီကလည်းစင်ပြေပုံရပါပဲ။မင်းကလည်းဒီရောသတိရင်းဒေးဆိုင်ပြီးမင်းမကတိပေးတော့ပါနဲ့။အပြေပါခနောဟုတ်ဆက်တော့ဒီရောဘုံကိုင်ပါ။နောက်ပြေလည်းထက်ဆက်တော့မကိုင်မြန်မာကိုဂျွိုင်းရေးတယ်မှာအမျိုးဖြစ်လာ။ဟင်ဒီကလေးမလေးချားနေလို့ဆိုတော့ဘုံမကိုင်ပါလား။ခုခုကဖြစ်နေတာကအမြေခေါက်ကံတို့ကဘယ်လိုဖြစ်တာလဲ။ရဲနဲ့ပါ ော့စိတ်ပူရောချင်းလေးကားနဲ့ပဲကျွန်တော်ဝန်းချလိုက်ပါကားဆက်မျိုးကိုပြင်းပြင်းလုံးပါပဲကျိုးရဲ့ဘူကမိလာပါတယ်မတည်ပြီးစီရပါဘလို့တည်ဘာဖြစ်နေလဲနေရလို့ဘုံမကန်လို့ဆိုတော့ကိုစိတ်ပူနေရဘာဖြစ်နေရလဲကွာကိုရံဒီကိုခွက်တော့ပါဒီမှာရာသီဥတ္တရအရေးအင်းရောက်ပြီအဲဒီရောဆောင်းပြီးတော့အိတ်ကြီးကကိုတော့တက်တာသွားပါပြီကိုရံစိတ်ပူသွားပါတယ်တတ်မှတ်ပါတယ်နော်အေးအဲ့ဒါဆိုပဲပြီးရပါပဲ မေရောအမင်းနဲ့စကားပြောချင်တယ်ဟုတ်အမေးစီကိုလဲပေးလိုက်ပါအမေးတန်အရောပကတိဒါဖင်လန်တကြွနေပါဟဲ့တာကြီးစိတ်မပူစမ်းပါနဲ့မင်းတီးကိုမျက်စိအောက်ကအပြတ်မခံပါဘူးစိတ်အေးအေးထားပြီးတော့အလုံးမှာပဲကြိုးစားဒါတော့ပတ်စံမဲ့ပုံမှန်ကိုဟဟမင်းအားရဲပါတော့လေစိတ်သက်သာရပြီးတော့မြို့ကိုပဲပြန်နေခဲ့ပါဒါပေမဲ့နောက်ပိုင်းပုံဆက်တဲ့အခါတွေမှာကျွန်တော်ထူးဆန်းတဲ့အရာတွေစကြလာသေးတယ်စကားပြောနေတော့ဂျိုးနီယောစကားတန်နေတယ်မှာမင်းတီးတယောက်ရဲ့တူတူလေးရဲ့ ခပ်ပြီးကြားရပါကျွန်တော်နားထောင်မှာဖြစ်မယ်လို့ယူဆခဲ့ပါတယ်။နောက်တစ်ချိန်မှာတော့ကျွန်တော်နဲ့ဒီစကားပြောနေတော့မှာပဲအေးစစ်စစ်နဲ့မကြည်မကြမ်းဖြစ်နေတဲ့အတန်တခုကိုဖုံးလိုက်ရနေပြီးကြားလိုက်ပါတယ်။ညင်နေကြတာကဘာတန်လဲ။ကာသတန်တော့ကြားချင်တယ်။ကျွန်တော်ဒီလိုလိုချမ်းသာသွားပါတယ်။ကြောပြေတစားစိတ်ကလေးဖြစ်သွားပါတယ်။ဒီအဲ့ဒါအဲ့ဒါအဲ့ဒါဘဒူရဲ့အတန်လဲဘယ်နဲ့မှဘဒူရှိနေရလဲ။ ဟာကိုရလေဘာပြောနေရလဲဘသူမှမရှိပါဘူးအမေကလည်းရေကျန်းတဲ့မှာဘာဖြစ်လို့လဲပြီးတော့ဘာမှမကြားလိုက်ပါဘူးဒီရဲ့မိနာပုံမှန်တိုင်းဖြစ်နေတာကျွန်တော်မြင်ရတော့ပုံပြီးစိတ်မချမ်းသာဖြစ်လာတာပြီးရင်မကြားဘူးဆိုရင်သူရဲ့အတန်ဘာကြားနေရလဲညပိုင်းတော့ကျွန်တော်တို့ဗီဒီယိုခေါ်ခေါ်ပြီးစကားပြောကြတာဒီကကျင်းတဲ့အိမ်ကကျွန်တော်ရဲ့အထံထဲမှာအေးရပေါ်ထိုင်နေမှာသူချားနေလို့အငဲနေတဲ့အထံမှာ ။ဒီနေရတာစင်ပြေရဲ့လား။မျက်နှာမကြည်လင်လိုပဲအမေရောဘယ်သွားနေရလဲ။အမေအမေကအောက်ထပ်မှာရင်းချင်နေရဲ့။တီးလည်းမသိပါဘူး။ဒီအပိုင်းကိုယ်ကံမာပဲနေရ။အဲ့ရထားဖို့တော့အာမရှိတယ်လို့လည်းခံစားနေရတယ်။ကျွန်တော်တို့စကားဆက်ပြောနေတော့တီးရဲ့ဂျုံနာကအခန်းငါဖြေးချင်းသူ့လူလို့ပုတ်လာပါပြီ။ဒီရတော့ကျွန်တော်ပဲကြည့်နေလို့မမြင်ရပါဘူး။တီးတီးတီးရဲ့နောက်ကကဘာပွင့်နေပြီ။ဘာပွင့်လိုက်ပါအောင်။ဒီတက်လို့ဖြစ်မှာပါ။ဒီရနောက်မဲ့ကြည့်ပြီးတော့ မြင့်လာပြေးသွားပါလေ။ဟဲဘလူးလို့ပြောပွင့်နေတာလေ။ပြီးသေးချပိတ်ခဲ့ရအောင်။ဒီမှာအဲ့ရဘွားနီဆင်းကားကိုပိတ်လိုက်ပါပိတ်ပြီးတော့ပြန်နေလာပြီးစကားပြောနေတော့မှာပဲ။ဟုတ်ဆက်ကုန်နေမှာပဲ။မြင်နေရတဲ့မြင်တွေဟာထိတ်လက်စရာကောင်းလာပါလေ။လက်ရှိအနေအားတချောင်းရဲ့ပုံဖြစ်ပန်းဖြစ်ဖြစ်နေတဲ့လက်တဖဲကအကားရဲ့ဖြစ်ပေကောင်တကားရဲ့ကိုဖြည်းဖြည်းချင်းတောဖွဲ့ပြီးတော့ချစ်ချင်းစုတယ်လို့ပဲတောက်ကွယ်သွားပါတကားကတော့ပြန်ပြီးတော့ဖတ်သွားတယ်။ကျွန်တော်မျက်လုံးပြီးပြီးတော့အသက်ဆုံးကြတာတို့အတန်း ဟေးတီးတီးအဲ့ဒါဘာဖြစ်တာလဲအဲ့ဒါဘာလဲဒီဟာကျွန်တော်ရဲ့မျက်နှာကြည့်ပြီးတော့တုံ့လွတ်စွာနေပါတယ်ဟင်ကိုဝေးဘာဖြစ်တာလဲဟင်ကိုရဲ့မျက်နှာဖြူပတ်နေပါပဲဒီမှာနောက်နဲ့ကြည့်ပြီးတော့တကောင်းမင်းတော့ဂျေတီးရဲ့အာလို့အတန်လုံးအော်ခဲ့ပြီးနောက်ပြန်လဲကြသွားပါကျွန်တော်ဖောင်းရဲ့မျက်နှာမျိုးကိုကြည့်နေရင်ပါပဲကိုခန္ဓာအမြင်အောင်ရှင်ရှင်ရှင်ပါလျာချက်ပါ ဝေဒမီဒီယာကအခန်းထဲဝင်လာတာမြင်လိုက်ရပါမျက်နှာကိုတေးချာမမြင်ရပေမဲ့အရေးလိုပါပဲပုံစံကတော့ကြောက်စရာကောင်းပါတယ်ပြည်ပြန်ဝင်လာတဲ့ပီလီယာတော်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 အာယူပြီးတော့တကားကိုအတင်းကြံဆွဲပိတ်လိုက်ပါအဲ့ဒီကိုထက်အနေဟောလဲတကားပိတ်လိုက်တာမျိုးပြတ်ကွင်သွားပါတယ်ဒီဟာအဲ့ရပေါ်ပြန်တက်ပြီးစောင်းချုံကတုံခဲနေပါလေသူ့ရဲ့မျိုးလုံးတွေကမြင့်ရွေးနေပြီးနေပါလေကိုယ်ရယ်ကိုယ်ရယ်တီးတီးတီးမနေရတော့ဘူးတူတူ ဝါဒသူဝင်လာတာအခန်းထဲမှာရှိနေရဲ့ဒီအာတနာကိုမလေးကြရင်ချစ်ချင်းလာခဲ့မယ်ဘာမှမဖြစ်စေအောင်ဟုတ်ဖွက်ထားလိုက်နော်ကိုဘေးနာမှာအမြဲရှိနေတယ်လို့ခံစားနေစေရမယ်ကျွန်တော်တို့နေ့ရက်စလုံးဖုံးဖွက်ထားပြီးအိပ်ပျော်သွားကြပါဒါပေမဲ့ကျွန်တော်လုံးဝမအိပ်နိုင်ခဲ့ပါဘူးနောက်တစ်နေ့မနေ့မှာတော့ကျွန်တော်တီဟီကိုဖုံးပြန်ဆက်တော့သူမှချက်ကြီးတင်နေနဲ့ငိုနေခဲ့ပါလေကိုရဲ့လောက်ထဲမှာတော့တီဟီဒီမှာမနေနိုင်တော့ဘူးမနေကြလို့ထပ်ဖြစ်မှကြောက်တယ် အမေကတီးရုပ်ပြေးချာကြီးစီကိုခေါ်တော့မယ်တဲ့ပြင်းစရာကြီးဆိုတဲ့စကားကြားလိုက်တော့ကျွန်တော်ရင်ထဲမှာမကျေနပ်မှုတွေနဲ့စိုးရိမ်မှုတွေတိုးလာပါတယ်။ဘာပြင်းစရာကြီးဘာလို့လဲဒီစိတ်ကူးရမှာကိုလော့ကီကိစ္စတွေနဲ့ဘာမှမဆိုင်ဘူး။တီးစင်ပြစမ်း အမေကပြောတယ်ဒီမှာကဲဆိုခြင်းတွေကဲညင်နေတဲ့ပီနေစရာကြီးရတဲ့စီရလုတ်ပြီးမှအားလုံးပျောက်ကင်းမယ်တဲ့အမေကပီအတင်းခေါ်သွားတယ်ဒီလေတအားကြောင့်မခဲတော့ကိုရဲ့ဒီဟာရှင်းပြပါတယ်အမေကသူ့ကိုကြေးရအစွာနမင်ကြီးပီနေစရာကြီးတယောက်စီခေါ်သွားပါတယ်ဆရာကြီးကသူ့ကိုကြည့်ပြီးတော့ဒီသမီးမှာကတ်ကြမဆုံးကြီးခုကတ်နေတယ်ဖယ်ရှားမှရမယ်အဲ့လိုပြောပါတယ် မေကခေါင်းညိပြီးတော့အစီရင်လုပ်ဖို့သဘောတူခဲ့ပါတယ်။ဗေဒီဆရာကြီးကတီးရဲ့ခေါင်းမှာနီနူရာပိုးကျိုးတစ်ချောင်းစီးထားပါတယ်။ပြီးတော့မျက်လုံးမိတ်ထားပြီးတော့ဘာလာလာဝဲခွက်ပေးထားမယ်လို့ပြောပါတယ်။တီးလည်းကြောက်ကြောက်နဲ့လွတ်လပ်ရပါပဲ။စီရင်လုပ်နေတော့မှပဲညီစုစုအနက်ဆွေးကြီးတစ်ခုနဲ့အတူမြေသူမြေတရားရဲ့ရေမောတက်တီးကြားလိုက်ရပါတယ်။ဒါကတအားနာနီးပေမဲ့လည်းနှံ့နေနဲ့ပြောက်သွားပါတယ်။ပြောလို့အမေကဒီเจ้าတွေကိုလေကိုဝဲကိုလုံးဝမပြောင်းဘူးတောင်းမိထားခဲ့ပါလေ။ဒါပေမဲ့လေဖီလီ ဆရာကြီးဆရာပြန်လာပြီးတဲ့နောက်ပိုင်းမှာလေအရောက်တော့ပူပြီးတော့ဆိုးလာခဲ့တယ်။ညာဖက်ဆိုရင်ကိုနေနေပြီးအမျိုးသမီးတယောက်ဟာလေအဲဒီကားကိုဖြတ်ပြီးတော့ဝင်လာတော့ပြီးလေအကြက်ကတော့ညီလာရတယ်။မလေးကြတော့လေသူမနဲ့ရေဆိုင်တွေ့ရတာပဲကိုကြီးရဲ့။တီးကျင်တယ်။အဲဒီအမျိုးသမီးကလေပြည်ဆိုင်အဲရနေတီးရဲ့ခွဲရတာပဲဖြစ်ရမယ်။ ကြောင်းကိုကြားပြီးတာနဲ့ကျွန်တော်သွေးဆူပြီးတော့ဒေါသထွက်လာပါအမေရဲ့ရုံလည်မှုနဲ့လောကီပြည်နိုင်ရဲ့ပြောကားကြောင့်တီးဒုက္ခရောက်နေပြီဆိုတော့တိတ်လိုက်ရပါတော်ပြီတီးဘာမှမကြောက်နေတော့ကိုအခုချင်းချင်းလာခဲ့တယ်ခဲနဲ့ကဘယ်မှမသွားနဲ့အမေပါပဲပြောပြင်မထွက်နဲ့ကိုပြောစကားကိုပဲနားထောင် ော့ကောက်တင်းနဲ့အမြအရှင်းတင်းပြီးတော့ကျင်းလဲမောင်းလာခဲ့ပါကျင်းလဲအိမ်ရောက်တဲ့အခါမှာတော့အိမ်မှာအမေကထောက်တယ်ပဲရှိနေပါတယ်ဒီကပျောက်နေခဲ့ပါတယ်အမေသီးပဲသွားလဲဘယ်ပါလဲလို့ကျွန်တော်မေးနေပြီအမေပါလို့လွတ်ထားလဲဟဲ့ตาကြီးဘလို့နေပြောလိုက်ကြလဲသီးအဲကနေထွက်တာမသိလိုက်ဘူးမနဲ့ဆိုရင်ငါထကြည့်တော့လေမသိတော့လားကျွန်တော်အိမ်နာချင်းပြီးတင်းမင်းညံ့တော့တယောက်ကဘွာတွေကချောင်းမူတရားပေါ်မှာတွေ့လိုက်တယ်လို့ပြောပါတယ်ကျွန်တော်တရားစီကိုအေးလာသွားလိုက်ပါတယ်ချောင်းမူတရားထိတ်မှာကျွန်တော်ရဲ့မတ်တီတရားရဲ့အစော်မှာရက်နေတာ တွေ့လိုက်ရပါသူကဂျောင်းမဲကိုငေးကြည့်နေပါတယ်တီတီလောက်မဲတီလာခဲ့သူမလက်မကြည့်ပါဘူးသူမရဲ့ကိုခံနာတရားဝါနေပြီးတော့ရေထဲကိုကြားဖို့ခုံချဖို့ကြိုးစားနေတယ်ရေထိုးနေပါတယ်လုံးလေဘာမှမတွေးနိုင်တော့တဲ့ချက်ချင်းပြေးသွားပြီးတော့သူမရဲ့ခြေထောက်နှစ်ဖက်ကိုအတင်းဆွဲယူလိုက်တာ ာတော့ပြန်လဲကြပြီးတော့ကျွန်တော်ရဲ့အပေါ်ပိတ်ချသွားပါလေကျွန်တော်ထပ်ပြီးဒီမားကိုကြည့်လိုက်ပါဒီမားရင်မလည်းပြူပြီးတော့ဒီမားကမျက်လုံးပြူပြီးပါးစပ်ကြီးကိုဟာပြီးရေနေပါလေရေတန်ကတီးရဲ့အတန်လုံးဝမဟုတ်ပါဘူးအဲ့အေးဆစ်ဆစ်နဲ့မကြောမချမ်းဖြစ်နေတဲ့မေတ္တီကြောက်ရဲ့အတန်ဖြစ်နေလို့ခဲ့ပါလေအတန်ကကျဲလောင်ပြီးထိတ်လက်စရာကောင်းလုံးပါလေဒီမဒီအမေတ္တီကြောက်ရဲ့အတန်ကတီးရဲ့ပါးစပ်ထဲကနေပြလာခဲ့ပါလေငါ့ကိုလိုင်းမလာစေချင်ဘူးကမြို့ကခေါ်သွားမယ်ဟာ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  နော်ချစ်ခြင်းပဲတတိယလိုက်ပါလေကျွန်တော်ရဲ့အဖေပေးခဲ့တဲ့ဆွေလဲဆွေဟာဘုရားပုံတော်ပါလေဆွေလဲဆွေကိုလေဘေးကနေအမြန်ချော့လိုက်ပြီးတော့တီးရဲ့လေဘေးမှာတင်းတက်လိုက်ပါလေဆွေလဲဆွေဟာတီးရဲ့အလေးကိုထိလိုက်တာမျိုးလေချစ်ခြင်းဆိုသလိုသူမရဲ့လူရှာမှုရက်တက်သွားပါလေမျက်လုံးကူနေရတယ်လေပျောက်ပြီးတော့တတိလက်သွားပါလေနောက်တနေ့မနေ့မှာမတ်တီပြန်နိုးလာပါလေသူကဘာမှမမှန်းမိပါဘူးမင်းညာအိပ်ပျော်သွားပါ ခုမှပြန်နူးလာတာလို့ပြောပါတယ်တော်လေဘာတစ်ခုမှဆက်လို့ရှင်းပြခဲ့တော့ပါဘူးဘူမာကိုခေါ်ပြီးတော့ကျင်းမြန်ပြီးပြီးတော့ဖက်ချင်ထွက်ခွာလာခဲ့ပါတယ်နောက်ပိုင်းမှာမလေးရှားနေတီးရတာအဲ့ဒီကိုနေနဲ့အမျိုးသမီးကဗီဒင်ဆရာကြီးရဲ့အရာကိုလိုက်လာတဲ့ဝိညာဉ်ပေါင်းတာဖြစ်တယ်တဲ့ဗီဒင်ဆရာကြီးကလည်းသူဘာမှမလုပ်ခဲ့ပါဘူးပြန်ဆုံခြင်းကိုဖယ်ရှားပြီးတော့ကံကောင်းအောင်လုပ်ပေးတာပဲလို့ပြောပါတယ်တော့တော့ဒါကယုံကြည်မှုရဲ့ပြဿနာတစ်ခုပါပဲကိုယ့်ရဲ့ယုံကြည်ချက်ကိုညံနဲ့ရှင်းပြီးတော့ယုံကြည်ဖို့လိုအပ်ပါတယ်မဟုတ်ရင်တော့ကျွန်တော်ရဲ့မိမလို့ပဲအ ရုံဝင်မှုရဲ့အန္တရာယ်နဲ့ရင်ဆိုင်ရပါလိမ့်မယ်။အမေကိုလောကီကုထုံးကိုယုံကြည်ခွင့်မပြုဘူးလို့မပြောလို့ပါဘူး။ဒါပေမဲ့ကျွန်တော်နဲ့ကျွန်တော်ရဲ့ဇနီးမတ်တီကတော့ဒီလိုကိစ္စတွေနဲ့ထပ်မံပတ်သက်ခြင်းရှိတော့ပါဘူး။အိမ်ညာကတရားထိတ်ကရေတန်းကျွန်ရဲ့နားထဲမှာဒီနေ့ထိတဲ့အောင်ကြားရောက်ပြီးသေးပါပဲ။ကျွန်တော်နဲ့မတ်တီရဲ့မျိုးကိုပြန်ရောက်ပြီးရတဲ့မှာတော့ကျွန်တော်ရဲ့ဘွားတွေကအရင်လိုမျိုးရှင်းတော့ပါဘူး။ကျွန်တော်ဟာမတ်တီရဲ့ဒိနာအာနီတပွားမှမပါတော့ပဲပို့ပြီးတော့ဒီဆိုင်ဖြစ်လာပါတယ်။ ဒီဟာစိတ်ပိုင်းဆိုင်ရာကုထောင်းကောင်ဆယ်လင်းကိုခံယူခဲ့ရပြီးဗီရင်ဆီယာမကြီးရဲ့အိမ်မှာဖြစ်ခဲ့တဲ့အစီအရင်နောက်ဆက်တွဲဝန်းကျင်ကပ်တဲ့မူဟာမီပြီးပြီးလောမြောက်လာခဲ့ပါတယ်ဆွေပြားဆွေယိုတော့ဘယ်တော့မှမချော့တော့ဘဲအမြဲတမ်းစောင့်ထားခဲ့ပါတယ်ဒီဟာအိမ်ထောင်ဦးစီးခေပေါ်ဖြစ်သူရဲ့အာပိမှုကြောင့်စိတ်ဓာတ်ပြန်လဲကြက်ခံလာတော့လဲညက်ပတီးမူတိုင်းမှာတရားထရရဲ့ကံပြန်လဲကြားရောက်ပြီးတော့ ထိတ်လန့်နေသေးပါပဲဂျေလင်နဲ့ပတ်သက်တဲ့အကြောင်းအရာဒါမှမဟုတ်လော့ကီစီရင်အကြောင်းပြောတယ်သူမဟာတုံလို့ထိတ်လန့်နေပါလေအမေကတော့မြို့ကိုတောင်းမှမလာတော့ပါဘူးဒါနဲ့ချွေးမလို့ရဲ့ကြမ်းမွက်ဖွယ်ရာတွေ့ကြုံတဲ့စစ်မကောင်းဖြစ်ပြီးတော့ကိုရိုင်းရဲ့အယုံငယ်မှုကိုမှန်တာရနေပါလေ သူမဟာလောကီစီမံမျိုးကိုအာကိုရာလုံးဝရပ်တက်ပြီးတော့ဖေယာနီယာကိုလာပို့ပြီးတော့အားထုတ်ခဲ့ပါတယ်ကျွန်တော်တို့လင်မယားလည်းတလားတစ်စိမ်ထုတ်ဆက်ပြီးတော့ပက်ဆက်မမှန်ပို့အားဘဝရနေတဲ့ဦးစောဆစ်ဆန်ခဲ့ကြပါတယ်ဒီလိုနဲ့ပဲလောကီပညာနဲ့ရုံနယ်မှုရဲ့အကျိုးဆက်ဖြစ်ကျွန်တော်တို့ရဲ့လင်မယားဟာမြို့ပြရဲ့လုံခြုံမှုတွေမှာကြောက်ရွံ့စိုးထိတ်စွာဖြစ်ဘဝခီကိုဆက်လက်ဆောင်နေရပါတော့လေဗျာ ။အဲ့ဒီဇင်လန်တစ်ခုလောက်ကနေကျွန်တော်အခိုင်အမာသိခဲ့ရတာကတော့မိဘရဲ့မေတ္တာစေတနာဟာအမြဲပြည့်စုံပေမဲ့မောင်ရဲ့လမ်းကြောင်းရွေးချယ်နေတဲ့အခါမှာချေရဇောသူပဲအနိုင်ဖြစ်စေနိုင်ပါတယ်။မေတ္တာနဲ့ယုံကြည်မှုဟာဘလောက်ကောင်ကြီးမားတဲ့ပြောကမှဆိုအနိုင်ယူနိုင်တဲ့အစွမ်းထက်ဆုံးလောကီအစီရင်ထက်ပိုပြီးတော့ဆွတ်တဲ့တဲ့ဆိုတဲ့အချက်ပါပဲ။ ကျွန်တော်တို့ရဲ့ဒီလိုတွေ့ကြုံရနေပြီးတော့မိတ်ဆွေတို့ရဲ့ဘဝအတွက်ဘာတွေရပ်သွားခဲ့ပါလဲမိတ်ဆွေတို့သားကျွန်တော်နေရာမှာဆိုရင်ရောအမေကိုခွက်လော့ပြီးတော့ဆက်ဆက်မလာဒါမှမဟုတ်လော့ဂီအစွဲကိုလောကဖျက်တော့ဖို့တန်းဆူမလာမိတ်ဆွေတို့ရဲ့အမြင်ကိုညှက်ဝေပေးခဲ့ကြပါအောင်နော်ကျွန်တော်ရဲ့ဇာလန်လေးကိုကြည့်ရှုပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe လောက်ရတဲ့ရင်လည်းလုပ်ပေးထားကြပါအောင်လို့ကျွန်တော်မေတ္တာရက်ခဲ့ကြပါတယ်ခင်ဗျာဝိတ္တကြီးအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ 그겠군요